ရခိုင်ပြည်မှာအလုတ်ကင်ရှားပါမှုနဲ့အစားဝတ်နေရအကျက်တဲတွေကြောင့်ပြည်မဘက်ကိုအလုတ်လုတ်ကင်ဖို့တွားရောက်တဲ့သူတွေကိုလမ်းမှာစစ်တပ်ကဖမ်းဆီးတာစစ်မှုထမ်းတွေကိုဖမ်းခေါ်ခံရသူတွေရှိလာနေပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင်။ ရခိုင်ပြည်တောင်ကုန်းမြို့ကနေပြည်မာဘက်ကိုအလုံးလုံးကင်ဖို့တော်ရောက်ကြတဲ့သူတွေအပေါင်းဝင်လမ်းပြအဖြစ်လိုက်ပါပို့ဆောင်ပေးတဲ့ရခိုင်နဲ့ချင်းဒေသခံအယောက်90ကျော်ဟာစစ်တပ်ရဲ့ဖမ်းဆီးတာကိုခံခဲ့ရတယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတွေကပြောပါတယ်အောင်တိုဘာလာပထမပတ်အတွင်းမှာတောင်ကုန်းမြို့ကနေတဆင်ပြည်ဘက်ကိုထွက်ခေါ်ရမှာပဲကိုတိုင်းပဒေါင်းလဲပေါ်မှာတင်စစ်တပ်ရဲ့ဖမ်းဆီးတာကိုခံခဲ့ရတာပါလို့ဆိုပါတယ် ရခိုင်ရိုးမပေါ်မှာရှိရပေါ့တီွာတွေကဒီတောင်ဘုပတောင်လမ်းကြောင်းပေါ်မှာရှိတာဆိုတော့တချို့ကလမ်းပြအဖြစ်နဲ့အဲဒီတူလမ်းကကိုဒီပြောခရီးတော်တွေသူတွေပုံပြီးတော့ရှိတယ်။အဲတချို့ကြတဲ့အဲဒီခရီးတော်တွေမှာပါလာရဲ့ဟိုအထုပ်ပူရင်းအဲသူတို့ပစ္စည်းတွေတွေယူပို့ဆောင်တာရှိတယ်။အဲဒီလိုလူတွေကိုဖန်ခါတာဖန်ခါတာတော့ဘကိုးတိုင်းထဲမှာဖန်ခါတာလို့ကြားအဲဒီကလူဝန်စီအဲ့အထက်မှာရှိနေတယ်။ဘာလို့တခြားတောင်ကောကလူတွေမှာသူတို့ရဲ့မိသားစုတွေတော့ပြီးတော့ အဲဌာနဆိုင်ရာနဲ့ဆွေးနွေးတယ်ရှိတယ်မရပြင်းဘူးလို့ကြားတယ်မလှက်ပြီးဘူးနော်ဆွေးနွေးခါပေးချင်တယ်ပေါ်တူတူအတိတ်ကအဲစမူထားပို့ပို့တော့နိုင်တယ်ကျွန်တော်ကျွန်တော်ပဲတူတူဖမ်းတာပါပဲဖန်စီခရာသူတွေထဲမှာတောင်ကုတ်မြို့ပေါ်ရက်ွက်တွေအပောင်းဝင် တောင်ကုတ်မြို့နယ်ရက်တော်မုံကြီးရောက6ရောက်ဆလူကြီးရောက်4ရောက်ဒိုးຫນွေစန်းကြီးရောက်10ရောက်ရေပေါ်ကြီးကြီးရောက်9ရောက် ိန်နေဆန်ကြော်က၃ရောက်နဲ့ပဒေါင်းမျိုးနေထေကချင်းလူမျိုး၁၀ရောက်ကျော်ပါဝင်တယ်လို့သိရပါတယ်။လက်ရှိဖန်စီခံရသူတွေကိုညောင်ချတောက်ကြော်ကစစ်ကောင်စီတက်စကန်တွေနဲ့ဦးရှိပင်မျိုးကတက်စကန်တွေမှာဖန်စီထိန်သိမ်းထားတယ်လို့သိရပါတယ်။ရခိုင်ပြည်ကနေပြည်မကိုထွက်ခေါ်ဖို့စူးစမ်းတဲ့သူတွေဟာစစ်တပ်ကဖန်စီခံရနိုင်တာတခုပဲရင်ဆိုင်ရမှာမဟုတ်ပါဘူး။ ရခိုင်နယ်ပဲခူးတိုင်းမကွေတိုင်းအေရာဝတီတိုင်းအဆက်တွေမှာအရခတ်တတော် AA နဲ့အာနာသိန်းစစ်တပ်ကြားတိုက်ပွဲတွေဖြစ်ပေါ်နေတာပါကဲဆိုလို့ရှိရင်တိုက်ပွဲမြေမြုံမိုင်းတွေနဲ့တူပြီးအသက်ဆုံးရှုံးနိုင်ပါ रे အဲ့ဒီလိုတိုက်ပွဲနဲ့မကြုံရင်တောင်မှလန်ခီးကကြံနေပါ रे အနည်းဆုံးတစ်ပတ်စီရဲလောက်တော်လန်ခီးကိုချင်းချင်းတော့ရတဲ့လမ်းကြောင်းကိုပဲအများစုရွေးချယ်ကြတာပါ တကယ်လို့ပြည်မဘက်ကိုရှောက်တော့ရင်လေလုံးလုံးတော့ NDA မကင်သေးပါဘူး။ရခိုင်တိုင်းရင်းသားတွေကိုစစ်တပ်ကအေးနဲ့ပတ်သက်တဲ့ဆိုပြီးဖမ်းဆီးတာတွေရှိသလိုလူငယ်လူရွယ်တွေကိုလည်းစစ်မှုန်ထက်ဖို့ပေါ်တာဆွဲခံရနိုင်ခြင်းရှိနေပါသေး။အဲ့ဒီလို NDA များတဲ့အပြင်ခရီးစေးကလည်းမသေးလာပါဘူး။ရခိုင်ပြည်တောင်ကုန်းမြို့ကနေပြည်ဘက်ကိုထွက်ခေါ်ရမှာလူတယောက်ကိုခရီးစရဲဆစ်ရှစ်တဲ့အထိစေးပေါက်ရောက်နေတယ်လို့သိရပါတယ် တစ်ဖက်မှာလည်းအေအအနေနဲ့ရခိုင်ပြည်ပြင်ပထွက်ခေါ်မှုကိုအရေးပေါ်စီမံချက်ထားပြီးတားမြစ်ပိတ်ပင်နေပါရည်။ဒါဆိုဘာလို့ရခိုင်ပြည်သားတွေပြင်ပကိုအရေးစွန့်ပြီးတောင်းနေကြရပါသလဲ။ဒေသတွေအလို့အကိုင်းရှာပါမှုတွေစာဝန်တွေရဲ့ချက်တီးမှုတွေကြောင့်တနည်းထက်တနည်းထွက်ခေါ်မှုတွေလည်းများပြားလာနေတာပါလို့ရခိုင်တိုင်းရင်းသားတက်ကြွလှူရှားသူတယောက်ကပြောပါရည်။အဓိကကတော့အလောက်ကမရှိတဲ့ပြဿနာပေါ့နော် တော့တချို့ကြတော့အထက်မှာနေရတာအလုပ်မရှိ၊ဂိုင်းမရှိဖြစ်နေတဲ့ခါသူတို့ကမနေချင်းကြဘူးမနေချင်းမဲ့ဥမာသူရန်ကုန်ထွက်မယ်ရန်ကုန်ကနေမှတစင်းဒါနဲ့ငရသွားရင်လည်းသွားကြမှာပေါ့လေနော်တချို့အခုဆိုရင်တော်တော်များသွားကြတာကအိုမန်တို့ပေါ့သွားကြတယ်လေဘင်္ဂလားဒေ့ရှ်ဆိုရင်အလုပ်လုပ်ရှင်တို့ဖတ်ကြတာတွေရှိတယ်ပေါ့ တော့ပညာရေးကိုတချို့ကြောင့်လည်းဒီအထက်မှာတော့ပညာပေးနေရတယ်ဒါမဲ့လည်းလောလောဆယ်ပညာရေးစနစ်မှုတက်ခါကြတော့သူကပညာပေးခြင်းလို့ဖက်ကြတယ်ရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီလောလောဆယ်မှာတော့အလောက်အထိကချပါမှုဖြစ်နေတဲ့စိုင်းနေစင်ဘေးဘီဦးချက်တဲ့ဖြစ်နေတဲ့ကြောင့်အတိကတော့ဖက်ကြတာများတာပါ တဖက်မှာလည်းဒေတာတွင်ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေမှုတွေကြောင့် AAN နဲ့ရခိုင်ဒေတာခန့်တွေပြင်ပထွက်ခွန်မှုနဲ့ပတ်သက်ပြီးကြုံရနိုင်တဲ့ NDA တွေကိုအသိပညာပေးဟောပြောတာတွေလှုံ့ဆော်ပေးစေလိုတယ်လို့ပြောဆိုမှုတွေလည်းရှိနေပါသေးတယ်။ 2025ခုနှစ်နေစာပိုင်းကစပြီးအခုအချိန်ထိရခိုင်ပြည်တောက်ကုန်းမြို့ကနေတဆင်ပြည်မဘက်ကိုထွက်ခေါ်တော့တဲ့ရခိုင်ဒေသခံ150ကျော်ဟာစစ်တပ်ရဲ့ဖမ်းဆီးတာကိုခံခဲ့ရပြီးတော့အဲ့ဒီထဲမှာအမျိုးသမီးကလေးညွတ်တွေနဲ့တက်ကြီးပိုင်းတွေလည်းပါဝင်နေပြီးစစ်မှုန်ထဲကိုဖမ်းခေါ်ခံရသူတွေလည်းရှိနေတယ်လို့သိရပါတယ်။ကျွန်မကေခိုင်ပါ။လူကြမ်းလူကြမ်းလူဝေကျွန်တော်ပို့ထားတော့ဟုတ်ကဲ့လာတော့ဟုတ်ကဲ့ không có cái không có cái lúc cho mẹ